တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတခါတော့အရန်ကြိုက်လို့အမြဲတမ်းချက်စားဖြစ်တဲ့ရခိုင်ဟင်းချက်နည်းမျိုးပြန်ပြီးမျှဝေလိုက်ပါတယ်ဝက်သားရခိုင်ချက်ရင်မြေပဲသည်ဟင်းလို့ပေါ့နော်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါဦးအရင်ဦးဆုံးမြေပဲသည်ကိုစားရည်လေးနဲ့စိမ့်ထားပါမယ်ဝက်သားကိုအရင်ချက်ပါမယ်နော်ဝက်သားမြို့သီး6ရဲ့ချက်သွန်ပြူချင်း ငူသီးချောက်ရေးဆေးထားပြီးသားရဲ့ဂျင်းတက်သူမျိုးထည့်ပြီးတော့ကြိတ်ပါမယ်။ပြီးရင်ဒီမာငူသီးဖက်လေးတွေညက်အောင်လို့ပြန်ပြီးတော့ထောင်းလာပါနော်။ငါပြီးထည့်ပြီးတော့ထောင်းပါမယ်။ဝတ်သားကိုစားအချုံမုံပြီးရင်ငူသီးထောင်းထားတာလေးရဲ့စီထည့်ပါမယ်။ဒီထဲမှာဆန်နွင်းနဲ့ပင်းငံပြရဲ့အနောက်ဘိုးတစ်ခါလေးထည့်ပြီးတော့နှက်လေရပါတယ်နော်။ ပြင်မိအလဲလက်လေးနဲ့ချက်ထားလိုက်ပါမယ်။စူပွက်လာပြီဆိုလို့ရှိရင်တော့ဆက်နှင်းဖဲ့ပါမယ်နော်။ဒါတော့ပင်းငံပြားကြီးအနောက်ထက်တာပါ။နောက်အောင်မပြီးပြီဆိုလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့အရေခန်းလာတဲ့အထိချက်ပေးမယ်ပေါ့နော်။မသားထွက်တဲ့အရေကုန်ပြီဆိုလို့ရှိရင်ဒီမှာ ရေထက်ထည့်ပြီးတော့ချက်ပါမယ်။ဒီရေလေးခန်းသွားတဲ့အထိချက်လိုက်ပြီးပြီဆိုလို့ရှိရင်တော့ရပါပြီနော်။အရသာကစုံလင်ထည့်ပြီးသားဆိုတော့လေ။ကြည့်ပါအောင်စားကြည့်ကြလေ။မြေပေးသည့်ချက်ဖို့အတွက်ကကြတော့ငြိုသီးစိမ့်ကြိတ်ပါမယ်။မြေပေးသည့်ဟာရေဆေးထားပြီးသားကိုငြိုသီးကြိတ်ထားလေးထည့်မယ်။ ငပိထည့်ပါမယ်။ပြင်းစာခြုံမုံနေထည့်မယ်။ရေနေရုံထည့်ရေနေနေပဲထည့်ပါနော်။ဒီမှာအရသာအစုံလင်ထည့်ပြီးသားဆိုတော့ဒီရေလေးခန်းအောင်ချက်ပြီးပြီဆိုလို့ရှိရင်တော့ရပါပြီနော်။ချောက်ချောက်လေးချိတ်တဲ့သူကတော့ဒီမျိုးရေခန်းတဲ့အထိချက်ပါနော်။ဒီဟင်းမျိုးလေးကအမြဲတမ်းချက်စားဖြစ်ပါတယ်။ တင်မိသားဆိုပေမဲ့ပြန်ပြီးမျှဝေလိုက်ပါရနော်ဘိုင်ပါ